တစ်ချိန်တုန်းကချမ်းသာကြွယ်ဝတဲ့တထေးကြီးနဲ့လက်ထပ်ခဲ့ပေမယ့်အခုချိန်မှာနွမ်းပါရုန်းကန်နေရတဲ့ချမ်းမီမီကို ပရိသတ်များအလုံးမမင်္ဂလာပါရှင့်ဆယ်လီအင်ဆိုက်တာ page ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။တစ်ချိန်တုန်းကကြည်ကြည်တချမ်းသာကြွယ်ဝတဲ့တထေးကြီးတယောက်နဲ့လက်ထက်ခဲ့ပေမယ့်အခုချိန်မှာတော့မထင်မလောက်အောင်ကိုပြောင်းလဲသွားတဲ့ဓာတ်ပုံဓာတ်ပုံကြောင့်လူပြောများနေရကတော့ချမ်းမိမိကိုပါ။ချမ်းမိမိကိုဆိုတာကတော့တခေတစ်ချိန်မှာပရိသတ်တွေအသေးမပြိုတဲ့တရုပ်ဆောင်မင်းသမီးတလက်ဖြစ်ခဲ့ပါတယ်။အထူးသဖြင့်တော့ချမ်းမိမိကိုဟာအလှမဲ့အဖြစ်ကနေအနုပညာလောကကိုဝင်ရောက်လာတာဖြစ်တာကြောင့်လေအရင်အမောင်းခန္ဓာကိုအချို့အစားပြေဆောင်ပြီးတော့ ချစ်စရာကောင်းတဲ့မင်းသမီးလေးတဦးဖြစ်ခဲ့ရပါဒါကြောင့်လည်းပြည်သက်တွေကချမ်းမိမိကိုကိုချစ်ခင်အားပေးကြပါရယ်အနုပညာလောကမှာဒီလိုမျိုးချောမလှပကဆွဲဆောင်မှုရှိတဲ့တရုတ်ဆောင်မင်းသမီးချောလေးတွေနားမှာချမ်းသာကြွားတဲ့တတိကြီးတွေကစပွန်ဆာပေးခြင်းလို့ဝိုင်းဝိုင်းလဲနေရဆိုတဲ့အတိုင်းချမ်းမိမိကိုရဲ့နားမှာလည်းတတိကြီးတွေကပြားပဒုံးလိုမျိုးဝဲပြန်နေခဲ့ရပါဒါကြောင့်လည်းချမ်းမိမိကိုဟာအရိခေကရွှေတထေးကြီးဆိုထုံးချိန်နဲ့ကြီးကျယ်ခမ်းနားစွာလက်ထပ်ခဲ့ရဖြစ်ပါတယ်။ ဒါကြောင့်လည်းအဲ့ဒီခေတ်မှာချမ်းမိမိကိုအပေါ်မှာတထင်းကြီးကိုယူလိုက်လို့တော်တော်လေးလဲလူပြောများခဲ့ရဖြစ်ပါတယ်။တထင်းကြီးဆိုတော့ရှင်ကတော့မော်ဒယ်မလေးချမ်းမိမိကိုကိုအပိုင်ရအပြီးမှာဘလောက်ကုံကုံလာကဘာတီဟန်နီမွန်သွားမယ်လို့ပြောခဲ့ပူပါတယ်။ဒါကြောင့်လည်းအဲ့ဒီခေတ်အဲ့ဒီအချိန်မှာချမ်းမိမိကိုနဲ့ဆိုထုံးရှင်တို့လာကဘာကိုဟန်နီမွန်ထွက်မယ်ဆိုတဲ့သတင်းကဟိုလေးတကြောကြောပြန့်နှံ့သွားခဲ့ရဖြစ်ပါတယ်။ဒါပေမဲ့လည်းချမ်းမိမိကိုဟာအိမ်ထောင်ရေးကံမကောင်းခဲ့ရှာပါဘူး။ချမ်းမိမိကိုဟာဆိုထုံးရှင်နဲ့လက်ထပ်အပြီးတထင်းကြီးဆိုထုံးရှင်ကနိုင်ငံတော်ကိုအခွန်ပေးဆောင်ရန်ပြက်ကွက်မှုနဲ့ ဝရံထုတ်ခံခဲ့ရတာဖြစ်ပါတယ် ဒါကြောင့်လည်းချမ်းမိမိကိုဟာအသက်ကြီးကြီးတတိကိုအပြိုလေးတံမဲနဲ့ဘဝဘေးကယူလိုက်ရပေမဲ့ချမ်းသာကြွားတဲ့တတိကတော်ဘဝကိုလည်းတားရှိမခံစားခဲ့ရပါဘူးချမ်းမိမိကိုရဲ့ခင်မွန်းတဲ့အဆိုးထွန်းရှင်အဖမ်းခံရတော့ချမ်းမိမိကိုဟာကလေးနှစ်ယောက်နဲ့အတူတော်တော်လေးကိုဒုက္ခရောက်ခဲ့ရှာပါတယ်အခုလက်တလုံးအင်တာနက်ပေါ်မှာတက်လာတဲ့ဓာတ်ပုံတစ်ပုံမှာတော့ချမ်းမိမိကိုကအရင်ကလိုချမ်းသာတဲ့တတိကတော်အဆောင်ရောင်မရှိတော့ဘဲတာမန်ကလေးအမေတယောက်ပုံစံမျိုးဖြစ်နေရပါကလေးနှစ်ယောက်ဟာနွမ်းပါးတာကြောင့်ချမ်းမိမိကိုတယောက်တည်းအဆင်မပြေဘူးလို့သတ်မှတ်ရမှာပါဒါပေမဲ့ချမ်းမိ ိမိကိုဟာအရင်လိုတော့ချောမောလှပစေပါပဲ ပရိသတ်တွေကတော့သူတို့ချစ်ခင်အားပေးခဲ့ရတဲ့တရုတ်ဆောင်မင်းသမီးလေးချမ်းမီမီကိုတရောင်ဘဝလောကရန်ကိုရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ပုံမှာတနာကယူနာတက်နေကြပါတယ်။ဒါအပြင်တန်ဝေကလည်းရနေကြတာပါ။အထူးသဖြင့်တော့အမျိုးသမီးတွေဟာချမ်းသာကြွယ်ဝတဲ့သူတွေကိုဘဝလက်တွဲပေါ်ရွေးချယ်ရုံနဲ့ဘဝကြီးကတာယာမနေကြောင်းအိမ်ထောင်ဖက်အရွေးမရင်ဆုံးဖြတ်ချက်တစ်ချက်လွဲမရင်ဘဝတစ်ခုလုံးပေးဆက်ရကြောင်းချမ်းမီမီကိုရဲ့အဖြစ်နဲ့နှိုင်းရှင်တန်ဝေကရနေကြပါတယ်။အခုဆိုရင်တော့ချမ်းမီမီကိုဟာသားသမီးနှစ်ယောက်ကိုပြုစုရင်းနဲ့တရားဘဝနာပွားများရင်းနဲ့ ယ်။တရားစခန်းလေးနေတိုင်းဝင်နေလို့သိရပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောမထင်မှတ်ပေဘဝလောကရန်အခြေအနေကြောင့်ပြောင်းလဲသွားရတဲ့ချမ်းမိမိကိုပေါ်မှာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းစိတ်ဝင်စားဖို့ရအကြောင်းအရာတွေကိုတင်ဆက်ပေးတော့အောင်ပါဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လုပ်ပေးခဲ့ကြပါအောင်ရှင်။အဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။